ီနမဲတွေရှေ့တွေနောက်တွေရှိမှဒါကျွန်တော်တို့ဆိုတာအသေးဥဆောင်ဆိုတိုင်းအလုတ်ကမလုတ်ရတော့ဘူးလားပေါ့အဓိကလည်းအေးမကြီးဘူးလေဟိုကိုကဒီဖန်သားပြေပုံကကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်ဒါအကောင်းဆုံးဖြစ်အောင်ပရိသတ်တွေကိုချပြပေးနိုင်မယ်ဆိုရင်ဒါဒီလူဒီဟိုအသေးဥဆောင်တကယ်ဆောင်တရားအကောင်းဆုံးဖြစ်နေတာပဲကျွန်တော်အဲ့လိုပြောမြင်မိရပါဘူး။ဆုံးတာကျွန်တော်ပြောရဲဆိုတာကလည်းကျွန်တော်ရဲ့ဒီခန်းစားချက်ပေါ့အဲ့လိုဟိုအဲ့လိုမျိုးပါပဲဟုတ်ဟုတ် င်တော့ကျမယူရမယ်သားလေးကျမကိုကိုကိုတတ်တယ်ပြစ်လိုက်မယ်မိမရလဲလုံမနေနဲ့မိမဒီအိမ်မှာညီးလင်အစ်ညီးတည်ဆုံးမမလားညီးလင်အခွန်တတ်တယ်ပဲနေ့ဘယ်နဲ့အနစ်နာခံလို့အချိန်တကြီးကြီးကြည့်ပြီးချက်နေတဲ့ငါ့ကိုကြောင်းနဲ့မမြင်မဲနဲ့အဲ့ဒီမကောင်းတဲ့တည်ကြည်မှုကိုကြားတော့နေပါရီကြည့်ပြီးအထင်ကြီးနေရဟမ် ဟုတ်ကဲ့လူနင်းတို့ထာဝရဝေဆိုတဲ့ရုပ်သံဇာတ်လမ်းတွေမှာကျွန်တော်ကတီဂျီဦးဆိုတဲ့ဇက်ကောင်လေးနဲ့ပါဝင်ပြီးတော့တရုပ်ဆောင်လာပါတယ်ဟုတ်အဲတီဂျီဦးဆိုတီလဲတီမဲជីလဲជីမဲเนาะအဲ့လိုမျိုးအရာအလုံးဥအောင်ပဲပေါ့အလေကားတော့တော့ပါဟိုတီဂျီဦးဆိုတဲ့အတိုင်းပဲပေါ့เนาะဟိုဇက်လမ်းလေးရဲ့ဟိုဇက်လမ်းတွေကလည်းအခုချိန်မှာထုံလင်းပြသပေးနေတာဆိုတော့ဇက်ကိုလည်းတဖြည်းဖြည်းတိနေလောက်ပေါ့ပေါ့တဖြည်းဖြည်းတိလာတော့ အဲကျွန်တော်နဲ့စလိုလေးနေရငယ်ကလေးကအတန်ရောစီရှိကြတယ်အဲကျွန်တော်ကအဲ့ဒီကိုသူ့အိမ်ကိုကျွန်တော်တို့ကအသက်အသက်အသက်ကြီးတော့မှလူကြီးလေးဖြစ်တော့မှကျွန်တော်ပြန်ရောက်လာတာပေါ့ရောက်လာတဲ့အချိန်မှာအဲကျွန်တော်တို့ဘာကြီးဆက်ဖြစ်မလဲပေါ့နော်အဲအဲ့လိုလေးအဲ့လိုလေးပါပဲတိဟူအရာအလုံးကမျိုးတိတ်ထားလို့ရှိရင်အရာအလုံးကမလွယ်ဘူးဗျမျိုးတိတ်ထားရခံစားချက်ကလေအဲဒီကားမှလည်းအဲ့လိုတီဂျီဟူကအဲ့လိုမျိုးတိတ်ပြီးတော့နေနေရတာပေါ့နော်ဘာဖြစ် ဘလို့ဘလို့ဖြစ်နေမှန်းလည်းမသိဘူးပေါ့အဲ့ဒီအဲ့ဒီကားရိုက်နေတဲ့အချိန်မှာလည်းကိုကိုကိုအများနဲ့တွေးပြစ်တယ်ပေါ့နော်အရာအလုံးကိုကျွန်တော်အများနဲ့ကျွန်တော်ကပျော်ပျော်နေတတ်တာဒါပေမဲ့ကျွန်တော်အဲ့လိုဇက်ကားရိုက်နေတဲ့အချိန်တွေမှာဆိုကျွန်တော်အများနဲ့အဲ့လိုအေးအေးဆေးလေးနဲ့အဲ့လိုမျိုးအရန်ဖြစ်သွားပြီးငြိမ်ပြီးတော့ဇက်ကားထဲမှာလည်းပါပါတယ်အခန်းကိုအခန်းထဲရောက်တော့မှကိုတချို့အရာလေးတွေဟိုစိတ်ပေါက်ခွဲရတဲ့အပိုင်းလေးတွေပါရှိတဲ့ခါကျတော့အဲ့လိုမျိုးလေးတွေလည်းကျွန်တော်ရှိတယ်ဖြစ်နေတာပေါ့နော်အဲ့ဒါဟို ဆောင်းသွင်းရဲ့ရာသီဥတုလေးနဲ့ပဲကြိုက်ညီသွားလာတော့မသိပါဘူးကျွန်တော်အဲ့ဒီ union note tower ကိုရိုက်နေတဲ့အချိန်မှာတော့ကျွန်တော်အဲ့လိုမျိုးတော့ဖြစ်နေတယ်။မြို့သိမ်းထားတဲ့ကန်စားကြားကတော့အရာအလုံးကတော့ဒါဘဝပေးတဲ့သင်ငန်းစာတွေပေါ့။အဲလူတိုင်းကတော့မြို့သိမ်းမြို့သိမ်းနိုင်ကြတာပဲလေ။မြို့သိမ်းနိုင်ဆိုတာမရှိတဲ့အချိန်မှသာပောက်ကွဲမှုဆိုတာဖြစ်လာကြတာပေါ့နော်။အဲ့ခါကျတော့ဒါဟိုကိုကဘဝအစ်စ်မှမဟုတ်တာကျွန်တော်တို့ကဒါလူငါပြီးတော့တရုတ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့် TGU ရဲ့ဘဝကိုကျွန်တော်ကတခဏဝန်ခံစားလိုက်တယ်။ မုတ်ချိန်ခန့်အဖြစ်တည်ယူဆောင်ရတာပေါ့အဲ့တော့မုတ်ချိန်ခန့်ကလည်းပြင်ပါတချို့အရာတွေဆိုရင်မြို့တိတ်တတ်တာအာနာတက်တယ်မြို့တိတ်တယ်ပြီးရင်ဟိုတောင်ယုံတန်ယုံကျွန်တော်တိတ်မပြောဖြစ်တော့မပြောဆိုတာအရာအလုံးပေါ့နော်တောင်းဆိုမှုတွေကအစားပေါ့နော်ကျွန်တော်အဲ့ဒါအဲ့ဒီဟာတွေကကိုယ့်ရဲ့တစ်ဖက်မှာအေးချမ်းမလို့လို့ ਨੇ ဟိုကိုကဟိုတစ်ခါတစ်ခါအရန်မြို့တိတ်မြို့တိတ်ရလုံးလို့ကျွန်တော်ဟိုပါဖြစ်သွားတာပေါ့နော်ထုံသွားတာပေါ့ ကျွန်တော်ရဲ့အမှုပညာအပိုင်းတွေပိုင်းမှာဆိုလဲကျွန်တော်တောင်းဆိုခွင့်ရှိတဲ့အရာတွေကိုကျွန်တော်မတောင်းဆိုခဲ့ဘူး။အဲ့လိုနာမည်နာမည်အပိုင်းလေးတွေပြီးွားတဲ့ခါကျလို့ရှိရင်ဒါကျွန်တော်အတွက်ကိုအဲ့လိုမျိုးရိုက်မဲ့ဒီပေါ့နော်ဟိုဇက်ကောင်ဖန်တီးတဲ့အပိုင်းလေးတွေမှာဆိုလဲကျွန်တော်လိုအပ်ချက်လေးတွေကျွန်တော်လိုချင်တဲ့အပိုင်းလေးတွေလည်းကျွန်တော်အဲ့လိုမျိုးလေးတွေဆိုရင်ကျွန်တော်အားအလုံးကျွန်တော်မျိုးသိခဲ့ရတဲ့အပိုင်းလေးတွေချို့အရာလေးတော့ရှိတာပေါ့။ဒါတော့ဒါအမှုပညာအလုံးလုံးနေရဆိုတော့လဲ ကိုတယောက်ထင်းနေလည်းမပြီးဘူးလေဟိုကိုကအဖွဲသားတွေနဲ့အလုပ်လုပ်ရတာဆိုတော့ဟိုဒါကလည်းဟိုကိုရဲ့ဒီခန္ဓာပေါ့နော်ကျွန်တော်ရဲ့ဒီရိုသိမ့်နိုင်စွမ်းပေါ့အဲ့ဒါလေးကတကူကဒီတည်ကြည်ဦးဆိုတဲ့ဇက်ရုပ်လေးမှလည်းအများကြီးဟိုပါသွားတာပေါ့အဲ့ဒါလေးတစ်ချက်ကလည်းကိုကိုကိုပြန်ပြီးတော့ကျေးဇူးတင်ရမှာဖြစ်ဟုတ်အရာအလုံးကမျိုးသိမ့်နိုင်ရေမျိုးသိမ့်နိုင်တဲ့အခါကျလို့ရှိရင်တိခန့်တဲ့တရားဆိုတာဖြစ်လာတိခန့်တဲ့တရားရဲ့နောက်ပိုင်းမှာဥပိ္ပခတရားဆိုတာဖြစ်လာအရာအလုံးကလည်းကျွန်တော်တို့ကအများကဒွန်တွဲနေကြတာ ကိုကမျိုးတိတ်ထားတဲ့အရာတခုကမျိုးမသိမ့်နိုင်တဲ့အရာတခုကပောက်ခွဲမှုစာဖြစ်လာအဲ့ခါကျဘာဖြစ်လာလဲဆိုတော့ဒေါသလောဘမောဟတွေပြန်ဖြစ်လာပြန်ရောဘဒုတ်အကျိုးရှိလဲဆိုတော့ဘဒုတ်မှအကျိုးမရှိတစ်ဖက်လူတို့လည်းအကျိုးမရှိကိုယ့်တို့လည်းအကျိုးမရှိဘာတွေဖြစ်သွားလဲဘာမှမဖြစ်သွားနောက်ဒီလူတွေကမသေးခင်မှာပြန်တွေ့နေရပါအဲအဲ့လိုမျိုးအပိုင်းလေးတွေရှိနေတဲ့ခါကျတော့ဟုတ် အော်အဲ့လိုမျိုးဆိုတော့လေတချို့အရာလေးဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးမျိုးသိပ်လိုက်တာပဲများပါတယ်ဟုတ်ဟုတ်ကျွန်တော်အားနာတာပေါ့ကျွန်တော်အားနာတတ်တယ်တချို့ဘိုင်းလေးတွေဆိုရင်ကျွန်တော်ကဟိုဟာပေါ့တရုတ်ဆောင်အောင်ပဲဖြစ်နေတာပေါ့ကျွန်တော်ဟိုအဓိကဒီဟိုနာမည်ကိစ္စတွေပါတွေကလည်းကျွန်တော်ကိုခြေရတဲ့ပြိဿတ်တွေကပဲကျွန်တော်နေရာပေးသွားမှာပေါ့အဲအဓိကလည်းဟိုကျွန်တော်ရိုက်ခဲ့တဲ့ကားတိုင်းကဘယ်နေရာပဲမဆိုပေါ့နော်ကျွန်တော်ဒီဥပါဝင်နဲ့အခန်းတိုင်းမှာကျွန်တော်ဒီမင်းသားပဲ ကျွန်တော်အဲ့လိုပဲခံယူရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုအားပေးနေတဲ့ပရိသတ်တွေကိုယ့်ကိုလက်တွေခေါ်ပေးတဲ့ driver တွေကိုယ့်ကိုအလုပ်ပေးတဲ့ကျေးဇူးရှင်လုပ်ငန်းရှင်တွေမျက်နှာမပြတ်အောင်တော့ကျွန်တော်ဘယ်လုပ်ပါ့မလဲအဲ့ဒါအဲ့ဒါလေးတစ်ချက်ကတော့ဒါကျွန်တော်ရဲ့ဒါဟိုလက်ရှိရှိနေတဲ့ ဟုတ်ချိန်ခန်းဆိုတဲ့ဖြတ်တန်းနေတဲ့ဘဝပါပဲခင်ဗျာအဲ့ဒါကတော့အခုလိုပေါ့ကျွန်တော်တစ်ခါတစ်ခါပြန်ပြီးတော့ဟိုပြန်ပြီးတော့ကိုယ့်ကိုယ်ကိုပေါ့နော်တယောက်တည်းရှိနေတဲ့အချိန်တွေပိုင်းမှာဆိုရင်ကျွန်တော်ပြန်ပြီးတော့တွေးလိုက်တဲ့အတွေ့အကအခုဆိုလို့ရှိရင်ဒါ CV တွေလည်းရမ်းခက်စားနေပြီမြန်မာနိုင်ငံမှာရုပ်တံ CV ဆိုတာတော်တော်လေးကိုခက်စားနေတယ်လို့ပြောလို့ရတယ်လူတိုင်းရဲ့ပတ်သက်ပြားမှာလည်းဘယ်ဇက်လန်တွဲဆိုရမ်းကောင်းတယ်ပြီးွားရခါကြလို့ရှိရင်ဘယ်ကားတွေဆိုရင်လည်းပို့ပြီးတော့တတိထားမိလာကြတာပေါ့ရုပ်ရှင်ကားတွေကြတော့ယုံမှာသွားကြည့်မှသာဒီကားကိုကြည့်ဖြစ်တာပေါ့ စီးရီးယားကြတော့ TV ရှိုံနဲ့ channel တစ်ခုဖွင့်ထားလိုက်တယ်ဆိုရင်ကျွန်တော်မကြည့်ကျင်လဲကြည့်လို့ရပုံမှာအားရှိနေရင်ပုံပေရှိသူရေ wifi ရှိသူရေကဇက်လန်တွေတွေအကုန်ကြည့်လို့ရတယ်ဆိုတော့အဲ့အလေးကတော့ဒါကျွန်တော်တို့ရဲ့စီးရီးကိုကျွန်တော်တို့ပထမဦးဆုံးမြန်မာပေါ့နော် MRTV ဖုန်းမှာမြန်မာရုပ်သံဇက်လန်တွေကိုပထမဦးဆုံးကျွန်တော်တို့တရုတ်ဆောင်ခဲ့ရတယ်တရုတ်ဆောင်အနေနဲ့ဆိုတော့ကျွန်တော်ရမ်းပျော်တယ်ပေါ့နော်ဝမ်းသာတယ်အဲ့မဲ့ကျွန်တော်စလုံးနာပြောတယ်လို့ပဲကျွန်တော်အရာအလုံးမျိုးသိတယ်ဆိုတာဟိုဇက်ကောင်လေးရဲ့ဒီနာမည်လေးတွေနဲ့ကြောက်ပါအ ဟိုကျွန်တော်အဲ့လိုမျိုးလေးတွေအကြောင်းလေးလေးတွေဖြစ်နေတာပေါ့နော်ဟိုအဓိကတော့ဟိုကျွန်တော်တို့တွေကဟိုဘယ်လိုပြောရမလဲဆိုတော့ဒီနာမည်တွေရှေ့တွေနောက်တွေရှိမှဒါကျွန်တော်တို့ဆိုတာဟိုတိကျဆောင်ဆိုတိုင်းအလုပ်ကမလုပ်ရတော့ဘူးလားပေါ့အဓိကလည်းအရေးမကြီးဘူးလေဟိုကိုကဒီဖန်သားမျိုးဟိုကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်ဒါအကောင်းဆုံးဖြစ်အောင်ပရိသတ်တွေကိုချပြပေးနိုင်မယ်ဆိုရင်ဒါဒီလူဒီဟိုတိကျဆောင်တကယ်ဆောင်တရားအကောင်းဆုံးဖြစ်နေတာပဲကျွန်တော်အဲ့လိုတော့မြင်မိရပါဘူး။ဆောင်းတာကျွန်တော်ပြောရဲဆိုတာကလည်းကျွန်တော်ရဲ့ဒီခန်းစားချက်ပေါ့အဲ့လို ဟိုအဲ့လိုမျိုးပါပဲဟုတ်ဟုတ်ဟုတ်တယ်ကျွန်တော်အာသာအာသာချက်ကိုပဲယူရတာကျွန်တော်နေရာမှာဒီဟိုတီဂျီဟူဆိုတဲ့ဇက်ရုပ်လေးဆိုလဲကျွန်တော်အရန်ကြိုက်တယ်ဒါဝိထုဝိထုလည်းဖတ်ဘူးလေပြီးွားတဲ့ခါကျတော့ကျွန်တော်ရုပ်ရှင်ကားကိုလည်းကျွန်တော်ကြည့်ဘူးလားဆိုတော့အဲ့ဒီတီဂျီဟူနေရာမှာကျွန်တော်အရန်သဘောကျတယ် သဘောကျတာဖြစ်တဲ့ကြောင့်ဒီသဘောကျတဲ့ဈေးရုပ်ကိုကျွန်တော်ကိုယ်တိုင်တာဝန်ယူပြီးတော့ရိုက်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ TGU ပဲကျွန်တော်ခေါင်းထဲမှာရှိတယ်။ဖုံးချိန်ခန့်ဆိုတာဖုံးချိန်ခန့်ပေါ့။ဘာမှမဆိုင်ဘူးပေါ့။အဲ့တော့ TGU ဆိုတဲ့ဟာပဲကျွန်တော်အရန်သဘောထားတယ်။အဲ့လိုပဲကျွန်တော်ဟိုရိုက်ခဲ့တဲ့ကားတိုင်းကလည်းကျွန်တော်ဈေးရုပ်ကိုပဲဦးစားပေးတာဆိုတော့ဟိုကျွန်တော်ရဲ့ဈေးရုပ်နဲ့ကျွန်တော်လိုက်မဲ့ နေရာပေါ့เนาะအဲ့ဒီဟာကိုကျွန်တော်ကိုယ်တိုင်အသေးချာလေးရွေးပြီးတော့မှရိုက်တာဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်ကျင့်တ်ပါတယ်ကျွန်တော်ကိုကျွန်တော်တော့ကျင့်တ်တယ်ပေါ့เนาะစစုံးသားလို့ပေါ့ဟုတ်ကဲ့ရုပ်ရှင်ပါလားအဲရုပ်ရှင်ပါကောအခုဟိုပန်းမြိုင်လဲရဥညင်မှုတော့ရုံတင်မှုရှိတယ်အဲ့ဒီကားလေးမှာလဲကျွန်တော်ကလူအေးဆိုတဲ့ဇက်ရုပ်လေးပဲပေါ့เนาะလူအေးဆိုတဲ့ဇက်ကောင်လေးကနေကျွန်တော်ပါဝင်ပြီးတော့တေးဥဆောင်လာတာဆိုတော့အဲ့ဒီလူပြာစနိုးစနိုးအဲ့ခါကျတော့ဟိုကျွန်တော်အတွက်ကလည်းဟိုပြန်ပြီးတော့ ဟိုဘယ်လိုပြောရမလဲဆိုတော့ရုပ်ရှင်မှာလည်းကျွန်တော်လူကျင်တဲ့ဇယုတ်လေးတခုဖြစ်တယ်ပေါ့အဲအားလေးတခုကလည်းအားသာချက်ပါပဲဟိုကိုကိုတိုင်းကလည်းဆရာကြီးဒေသွင်းသားဆော့ချီရဲ့ဝိထုဖြစ်နေတာဆိုတော့ဒါပန်းကြိုင်လေးကဥယျာဉ်မှုမှာလည်းကိုကအဲဝိထုတွေကဇက်ကောင်ပေါ့နော်လူကြီးဆိုတဲ့နေရာကနေပတ်ဝန်းကျင်တော့တည်ဆောင်ခွင့်ရတယ်ခဲ့ကျွန်တော်ကျင့်တတ်တယ်ပေါ့နော်အဲအားမျိုးလေးတွေရှိတယ်ကန်တရားကကျွန်တော်ကျွန်တော်တို့တခါတခါအဲ့လိုလေးပြီးပြီးသွားဟိုကျွန်တော်ဆိုတခါတခါပြိတ္တတွေလည်းပြောတယ်ကျွန်တော်လည်းတွဲဖက်ပြီးတော့တရုတ်ဆောင်ခဲ့တယ်အညီလေးတွေညီမလေးတွေလည်းပြောတယ် ျွန်တော်ရခဲ့တဲ့ဇက်ကားတိုင်းဟာဇက်ကားကောင်းတယ်ပေါ့နော်ဇက်လန်တွဲဆိုလည်းကျွန်တော်ပါဝင်ခဲ့တဲ့ကားတိုင်းကဟိုဇက်ကားကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်ပါဝင်တဲ့ဇက်ကောင်တိုင်းဟာပြိတ်သက်တိတယ်ပေါ့ ဲ့လိုမျိုးတွေပြန်ကြားရတဲ့အတွက်လည်းကျွန်တော်ကိုယ့်ကိုယ်ကိုကြည်နက်တယ်စူးစားခွင့်ကိုပို့ပြီးတော့အားရှိတာပေါ့ဟုတ်တယ်အဲ့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 အကုန်လုံးလာမေးနေတယ်နာမည်တူတာဘာဖြစ်လို့လဲတဲ့ကလေးတယောက်ဆောင်ညီလေးဖုံးချိန်ခံတယ်အဲ့လိုမျိုးအဲ့ရပထမအောင်လာကျွန်တော်ကွန်နီတို့အရင်သဘောကျတာလေအဲ့လိုမျိုးအခုကွန်နီတို့ကားပေါ့နော်အဲ့ရုံတင်မယ်ဆိုတော့ကိုစတာလဲထွက်လဲထွက်လာကျွန်တော်အရင်ပျော်တယ်ပျော်တဲ့အချိန်မှာအဲ့မှာကျွန်တော်ပြိတ္တတွေကလာမေးတာကြောင့်အဲ့ကိုကြီးပါလာတယ်မပါပါဘူးလို့ဘာလို့ဆိုတော့ ဖလေးသရုပ်ဆောင်ဖုံးချိန်ခန့်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒါဖုံးချိန်ခန့်ဆိုတာဟောက်ဝက်ထုံနဲ့မဖုံးမဲနဲ့ဘာကုံနဲ့ဖုံးတာဆိုတော့ကျွန်တော်နဲ့နာမည်ကသွားတူနေတယ်အဲ့မှာကနတ်တာကျင်သွားတူနေနာဂျီနဲ့လည်းမတူဘူးဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်နာမည်ရှင်သန်ခြင်းတစ်ခုပဲပေါ့အဲ့ဒါလေးတော့ကျွန်တော်သဘောကျရတယ်အဲ့ဒါမှမဟုတ်ကလေးသရုပ်ဆောင်ဖြစ်မဲ့ညီလေးသရုပ်ဆောင်ဖုံးချိန်ခန့်ကိုလည်းအဲကိုကြီးဖုံးချိန်ခန့်ကမြမရုပ်ရှင်လောကမှာအောင်မြင်ပြီးတော့ကြော်ကြားတယ်ကျေတဲ့ဝင်လေးဖြစ်ပါစေလို့အခုဒီနေ့ကနေစုမကောင်းတောင်းပေးပါတယ်အဲ့ညီလေးကိုတော့ဒီခါမှတော့မတွေ့ဘူး ယုံတင်နေဆိုရင်တော့သွားကြည့်ကြည့်တော့မယ်သွားကြည့်ပြီးတော့အညီလေးနဲ့သွားမိတ်ဆက်မှာပေါ့အဘီဘီဖုန်းချိန်ခန့်နဲ့ကိုကိုဖုန်းချိန်ခန့်ဆိုပြီးတော့သူတော့ထူးဆန်းတယ်เนาะကျွန်တော်ကျွန်တော် live တစ်ခုမှာအဲ့လိုနာမည်တူခဲ့တယ်ဆိုတော့မရှိဘူးအပြင်လောကမှာတော့ရှိတယ်အဲ့လိုဟိုပါပေါ့စားတောက်ဆိုင်နေပြီးရင်ကြော်ညာလုပ်ငန်းလေးတွေအဲ့လိုလေးတစ်ခုတော့ရှိတာပေါ့အဲ့ဒီအဲ့ဒီနာမည်လေးတွေတော့ကျွန်တော်တွေ့ဘူးတယ်အဲ့လိုဟိုရွှေဖုန်းတို့ဖုန်းချိန်ခန့်တို့အဲ့လိုဖုန်းချိန်ခန့်ကုံစုံဆိုင်တို့ပါအများကြီးပါပဲ အခုကလေးတယောက်သာပေါ့အဲ့ဆိုရင်အခုဆိုရင်တော့ကျွန်တော်ဟိုပရိသတ်တွေကိုကျွန်တော်ပြန်ပြီးတော့ဟိုမိကုန်းလောက်ထုတ်လိုက်ခြင်းတကယ်လို့အဲ့ဖုန်းချိန်ခန်းနဲ့ကျွန်တော်ညီလေးတယောက်ဆောင်ဖုန်းချိန်ခန်းကလေးတယောက်ဆောင်ဖုန်းချိန်ခန်းနဲ့တယောက်ဆောင်ရမယ်ဆိုရင်ကျွန်တော်ကားမှာဖုန်းချိန်ခန်းပြီးကလေးတယောက်ဆောင်ဖုန်းချိန်ခန်းအဲ့လိုဖြစ်သွားမှာပေါ့အဲ့အဲ့လေးတစ်ချက်ကလည်းကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားအပိုင်းဖြစ်လာမှာအဲ့ခါကျတော့ဟိုဘလို့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 မျိုးလားတော့မသိဘူးပေါ့ဗျာဟုတ်ကဲ့ပါဟုတ်အချိန်ကောင်းပေါ့ အချိန်ကောင်းဆိုတာကျွန်တော်တို့ဒါစောင်းဝင်တဲ့အချိန်မှာစောင်းရည်လေးရဲ့အဝင်မှာညနေလို့ထာဝရဝေဆိုတဲ့ရုပ်တံဇက်လန်တွဲလေးကိုဒါပရိသတ်တွေအေးအေးချမ်းချမ်းလေးကြည့်ရမှာပေါ့အဲ့ဒီမှာမှဒါကျွန်တော်အားပေးနေတဲ့ပရိသတ်တွေအားကိုကိုကြီးပြီးကြတဲ့အားကျွန်တော်ကိုကြည့်ချင်တာပေါ့အဲ့လိုရုပ်အဲ့လိုမျိုးအဲ့လိုတီတီဂျီဂျီနဲ့ခန့်ခန့်လေးနဲ့ကြည့်ချင်တဲ့ပရိသတ်တွေဘက်ကတော့ကျင်းနဲ့အားရမယ်လို့တော့ထင်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားရပါတယ်အခုလိုမျိုးအဖက်ဖက်ကနေကျွန်တော်တို့အမြန်ဆုံးပေါ့နော်ဒီရုပ်တံတွင်နိုင်အောင် ကူညီပေးကြတဲ့ sponsor တွေရောဒါကျွန်တော်တို့ရဲ့ဒါရုပ်သံဌာနဖြစ်တဲ့ MRTV Forever Group ကိုလည်းကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ပါဘယ်လိုဆိုတော့ကျွန်တော်တို့ကရိုက်ထားတယ်ရိုက်ထားတယ်ရိုက်ထားပြီးတော့ကျွန်တော်တို့ဒီ TV ဖန်သားပြင်ပေါ်မှာမတက်လာဘူးဆိုတော့ပရိသတ်တွေအတွက်ကလည်းဟိုဟိုအားမလို့အားများဖြစ်တာပေါ့တချို့ကကြတော့ကိုအားပေးတဲ့အဲ့လိုမျိုးအမှုပညာရှင်ကိုဇက်တိုက်ကြည့်ကြတယ်ကျွန်တော်ဆိုရင်၅ကားရှိတယ်အခုဒါပထမဦးဆုံးစပြီးတော့ယုံတက်တဲ့ကားပေါ့နော်ပြီးတော့နောက်မှ၄ကားရှိတယ်၄ကားမှာယုံကြည်ကားတကားပါတယ်ပြီး MRTV 4နဲ့ပဲကျွန်တော် ဟိုမှတယ်ပါအချားမရှိဘူးဆိုတော့ရုပ်တန်ဆက်လန်တွေပါတယ်ပြီးအပြင်နဲ့ဆိုရင်အခုပေါ့ကျူးမှာဝင်းမုံတစရဲ့အထုပ်ပတ်တီဆိုတာလွှင့်နေတယ်ပြီးခေါ်သစင်ဆိုတဲ့ကားပေါ့နော်ဒါမဟာ application မှာလာမှာအဲ့ဒီကားလေးလည်းဒါလွှင့်မှုတော့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်၄ကားကြံသေးတယ်ပေါ့နော်၄ကားမှာမှာ၂ကားပြနေတာပေါ့အဲ့နောက်ထပ်လည်းဆက်ရိုက်ဖို့လည်းအစီအစဉ်လေးရှိပါသေးတယ်ဗျဟုတ်အော်ကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးနေကြတဲ့ပြည်သက်တယောက်ချင်းစီကိုလည်းကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်